လုံးမင်္ဂလာပါကျွန်တော်ရေကြီးသစ်တာတလုံး AA ban ပေါက်တဲ့အခါကျွန်တော်တို့ဖာရတဲ့အခါအချက်လက်တွေတော့ရှိတာပေါ့နော်တကယ်လို့ကျွန်တော်ဒီအပေါ်ကပေါက်တယ်ဆိုရင်ဒီတိုင်းဖာလို့ရတယ်တကယ်လို့ဒီဘက်ကသာပေါက်မယ်ဆိုရင်ရေကြီးသစ်တာကိုကျွန်တော်တို့ဒီဘက်ကျန်းကိုစောင်းပြရမှာဖြစ်တယ်အခုကျွန်တော်တို့ကအပေါ်ကပေါက်တာလေးဖာပြီးသွားပြီပြီးတော့အောက်မှာနေတပေါက်ရှိတယ်အောက်ကအပေါက်ဖာဖို့အတွက်ဆိုရင်ရေကြီးသစ်တာကိုထောင်ပေးရမှာဖြစ်ပါတယ်နော်โอเคငယ်ကောင်ရပြီလေဒါထောင်မယ် အောက်ကပေါက်တယ်ဆိုရင်ကျွန်တော်ဒီတိုင်းဖာလို့မရဘူးเนาะထောင်ရမှာဖြစ်ပါတယ်ပေါ့မယ်ပေါ့မယ်ဒီဘက်လှည့်လိုက်ရပြီ။ Okay ဒီလိုလဲမှောက်ပြီးမှဖာလို့ရမှာဖြစ်ပါတယ်။ဘယ်မှာလဲအပေါက်က။ဘယ်မှာပေါက်ဘယ်မှာလဲ။ အဲ့နေရာနားလားဒီမှာပေါက်တာနော်โอเคဒါဆိုရင်ဟိုဟာလဲချောက်ပြားတယ်ယူလားဒီဘက်ဘေးကပေါက်တယ်ဆိုရင်ဟိုဘက်ဘေးကိုမှောက်ပေးရမယ်ဒီဘက်ဘေးကပေါက်တယ်ဆိုရင်ဒီဘက်ဘေးကိုစောင့်ပေးရမှာဖြစ်ပါတယ်နော်ပဲလို့လေ ရတယ်ကန်လားနာမင်းကတော့ကျွန်တော်ကြီးပိုက်တွေကိုစော်တဲ့ပုံမှန်အတိုင်းလေးဖြစ်ပါတယ်စော်ရကတော့ကျွန်တော်တတ်ထူချောင်းလေးဖြစ်ရပါမယ်လား ဒါဆိုရင်ကျွန်တော် pressure တက်ပြန်ဆန်းရမယ်အပေါက်ရှိတဲ့နေရာတွေကိုကျွန်တော်ထပ်ပြီးရှာရပါမယ်တကယ်လို့တွေ့တယ်ဆိုရင်တော့ကျွန်တော်စောစောအတိုင်းဖာပေးရမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်နာမည်ကိုဝါလိုက်ခေါ်ပါတယ်လူငယ်တွေကအသက်မွားကြောင်းပညာရက်ကိုသင်ကြားပေးနေတဲ့သင်တန်းကျောင်းတစ်ခုဖြစ်ပါတယ်မိုက်ရွှေတော့အနေနဲ့ရေကြီးတာပြင်ကျင်တာပဲဖြစ်ဖြစ်အရက်ကွပြင်ကျင်တာပဲဖြစ်ဖြစ်အဝက်ရှိုးဆက်ပြင်ကျင်တာပဲဖြစ်ဖြစ်ကျွန်တော်ဆက်သွေးလို့ရတယ်ကျွန်တော်ပြင်ထားတဲ့အရာအလုံးကိုအာမခံ3လကနဲ့6လပေးတယ် ကျွန်တော်ပြင်ပြီးသွားတဲ့ပစ္စည်းအားလုံးကအကြောင်းမျိုးမျိုးကြောင့်ပစ္စည်းသွားတာပဲဖြစ်ဖြစ်စုံတစ်ခုဖြစ်သွားတာပဲဖြစ်ဖြစ်ကျွန်တော်တို့ငွေပြန်အန်းငွေပြန်အန်းပေးတာဖြစ်ပါတယ်တကယ်လို့မိုက်ဆွေတို့အနေနဲ့ပြန်ပြန်ပြင်ပြင်ရှင်နေဆိုရင်နောက်တစ်ခါကျွန်တော်ပြန်ပြင်ပေးတာဖြစ်ပါတယ်เนาะကျွန်တော်တို့လှုပ်ထားတဲ့ပစ္စည်းအားလုံးကိုကျွန်တော်အာမခံပေးပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်